အမွေကောင်းဆောင်မဟုတ်ဘူးအန်ဆောင်ဟိုပြောစမ်းပါဦးဆိုတော့ဆောင်ဟိုကဂျူရဲ့နေပတ်ချင်ဆောင်ဘောထက်ထားတဲ့တန်ဖိုးကဒီနေ့ရဲ့အစောပိုင်းတုန်းကထိခဲ့တဲ့အဖွဲလိုက်ပြိုင်ပွဲပေါ်မူတည်ပြီးဆုံးဖြတ်ထားတာအဲ့နောက်ပိုင်းသူ့ရဲ့ကြိုးစားမှုကိုကြာနေထိမှန်စဉ်းစားထားဘူးဆိုပြီးတော့ဂျူရဲက"သူနင်းကလတ်ထဲဝင်တာပဲရှိတာပါဟာအဲ့ဒါကိုထည့်သွင်းရင်တောင်ဒီအဆင့်ပေးဖို့ကထိုက်တန်လို့လား" လို့မချစ်တင်ခဲနဲ့မေးတော့အဆောင်ဟောကပဲအဲ့တော့ရာလက်ကိုနင်းကိုတိုင်းတာကြည့်တော့ငါတကယ်ပြောတာအပြောက်ကြားလေးချင်းကပတ်ချင်ဆောင်အတွက်တကူတော်ရှိုးထစ်ပြီးတော့ပြီးသွားမှာပါလို့ပြောလိုက်ပါတယ်ထို့နောက်စစ်တမ်းလျာကိုလိုက်ပြထားပြီးပြီးတော့ချင်းဆောင်ကဒါကအဆောက်အဦအစ်စ်ဆိုပေမဲ့ဘာဖြစ်လို့စစ်တပ်ပုံစံကြီးလုံနေကြရလဲဟမ်စုစုပေါင်းចောင်းသား300ရှိရာပြီးတော့ငါနှမကလည်း300ငါနောက်ဆုံးဖြစ်နေတုံးလားလို့တကူထဲပြောနေချင်းစစ်တမ်းလျာကចောင်းသားတွေအကုန်တင်ပြကြပီတီကိုညဉ့်ဝင်ကြလို့အတန်ထွက်လာပါတယ်ပြီးတော့ချင်းဆောင်က ဒါဆီနီယာဟန်ဆောင်ရဲ့အတန်းမှတ်လားကိုလာဟာရာလို့ရအမှန်ပဲထင်တယ်လို့ပြောနေချင်းတခြားသူတွေကတော့သူတို့ကိုသူတို့အသုံးမချဘူးဆိုကသူတို့ကိုသူတို့စိတ်ပြက်နေကြပါတယ်ဒါကိုနေနေတဲ့ဂျင်းဆောင်ကတော့အလိုမချဖြစ်နေပါတယ်ထို့နောက်ခမ်းမထဲကိုရောက်လာကြပြီဒုတိယနေ့တွေအကုန်လုံးရောက်လာပြီပဲကြိုးစိုးပါတယ်ငါကတယောက်ကြားလေးချင်းရဲ့အတွက်နီးပြအန်ဆောင်ဟုပါငါတို့မစားတော့ခင်ကြွညာချက်ထုတ်ပြန်မယ်ပထမနံပါတ်စင်တွေကအခန်း၁၀မှာရှိမယ်ပြီးတော့နောက်ဆုံးနံပါတ်တွေကအခန်း၃၀ထဲမှာရှိမယ်နောက်ပိုင်းအခန်းတွေကတော့ကြံနံပါတ်တွေကိုအစင်လိုက်ထည့်ပေးထားတယ်ဒါဆိုမေ င်းတို့နမတ်တွေနဲ့ပတ်သက်ပြီးတည်တင့်ပြီလို့ထင်တယ်။အဲ့နမတ်တွေကအเจ้าကသတ်မှတ်ပေးထားတဲ့တိုက်ခိုက်ရေးအဆင့်တွေပဲ။ဒါပေမဲ့ဒီလေ့ကျင့်ရေးနယ်မြေအတွင်းမှာမင်းတို့အမတ်တွေကမင်းတို့နမတ်တွေနဲ့လုံးဝမသက်ဆိုင်ဘူး။ဒီတယောက်ကြားလေ့ကျင့်ရေးကမင်းတို့ရဲ့နောက်ဆုံးအဆင့်အတွက်ကြီးမားတဲ့အကဲအထက်မှုဖြစ်လာလိမ့်မယ်။ဒီလေ့ကျင့်ရေးထဲမှာမင်းတို့ရဲ့လှုပ်ဆောင်မှုပေါ်မူတည်ပြီးမင်းတို့ကိုအเจ้าစစ်အထီးရောက်အောင်တောင်းလဲပေးနိုင်တယ်။အခု12နာရီဆိုတော့နေ့လယ်စာကိုတနာရီအပီစာပြီး2နာရီထပ်နာလို့ရမယ်။လက်ထောက်နည်းပြတွေကပြီးရင်အစီအစဉ်တွေကိုကြိုးကြလိမ့်မယ်။အားလေလား။အားလေပါတဲ့။ဆိုပြီးတန်ကြရင်ပြောကြပါရစေ။ Ah, baiklah Laida. ဟူးငါတို့ကဘာလုပ်နိုင်မှာမလို့လဲငါတို့ရှိကလူတွေကအကုန်စားပြီးသွားပြီလေအတူအဆတွေပဲကြံခဲ့တာကြံတဲ့ဂင်ချီနဲ့ထမင်းချိုးတွေကလည်းမလုံလောက်ပါဘူးမင်းတို့ဒဏ်ရာရအောင်လုပ်ပြီးထွက်သွားချင်းကြလားဒူနာကျူဒီမှာရှိတယ်ဟာမဟုတ်တာတွေမလုံနဲ့အာငါတို့တော့သေပြီလို့ပြောနေကြတော့ဂျင်ဆောင်ကဟဲ့အောင်လေစားကြရအောင်ဆိုပြီးဝင်လာကစားစရာတွေခင်းချင်းပေးလိုက်တော့အကုန်လုံးကအော်ဩကြပြီးမေးကြပါတယ်ဂျင်ဆောင်ကတော့ငါကိုးလာတာမဟုတ်လို့စိတ်မပူပါနဲ့အရင်ဆုံးစားကြရအောင်ဒါပေမဲ့ဒါကိုလှုပ်ဝတ်ထားနော်ဟုတ်ပြီလားဆိုပြီးပြောလိုက်ပါတယ်တကယ်တမ်းထိခဲ့တာကဂျင် ဆောင်ကစီနီယာအန်ဆောင်ဟူစီသွားပြီးတောင်းခဲ့တာပဲဖြစ်ပါတယ်။စီနီယာကဘယ်နှယောက်စာလဲမေးတော့ဂျင်းဆောင်က15ယောက်စာဆိုပြီးပြောပါတယ်။ပြီးတော့စီနီယာကအံ့ဩသွားပေမဲ့ဟုတ်လားလို့ပြောရင်သူ့အခန်းထဲမှာရှိတဲ့မုတ်တွေကိုယူပါတယ်။ဒါကိုနေတဲ့သူကအဲ့ဒါကဆရာရင်းငါတို့အတွက်ပေးထားတဲ့မုတ်တွေမှတ်လားလို့မေးတော့ဆောင်းဟိုကငါတို့လက်ထောင်လေးပြတွေကအထူးအစားတောက်တွေစားရတယ်လေ။ဒါကိုတော့မင်းကထက်စားကျင်သေးတာလား။ ဆိုတော့ထုတ်သူကလည်းအထိတ်တလန့်နဲ့မဟုတ်ပါဘူးရပါတယ်ယူလိုက်ပါဆိုပြီးပြောရပါတယ်ဒီတော့အဆောင်ဟိုကဂျင်းဆောင်ကိုပေးနေချိန်မှာပဲထုတ်သူကဂျူရဲ့ငါးနှစ်ကိုလွှမ်းလိုက်တာဟာဆိုပြီးငိုနေပါတော့တယ်ထို့နောက်အစားအသောက်တွေစားနေကြပြီးဂျင်းဆောင်ကကောင်းလာလို့ပြီးတော့အကုန်လုံးကဂျင်းဆောင်ကိုအားရဝမ်းသာနဲ့ကျေးဇူးတင်နေကြပြီးငါတို့နောက်ထပ်အစားစားဖို့ဗိုက်ဆောင်ဦးမှာဆိုပြီးမဲ့ဒါကဘာမှမစားရတာတဲ့စားရင်တော့ပူကောင်းပါတယ်အခုလိုမုတ်စားရတာနဲ့လည်းကျဉ်းနှက်နေပါပြီနောက်ကျရင်တေချာဖောက်ကျေးဇူးဆက်ပါမယ်လို့ပြောတော့ဂျင်းဆောင်ကတစ်ချက်တုံးလိုက်ပြီးအမကိုကျေးဇူးဆက်ဖို့ရည်ရွယ်ချက်ရှိရင်ဂရီတစ်ခုပဲ ဲပေးဂတိဟုတ်လားဟုတ်တယ်တယောက်ကြားလေးချိန်ရဲ့အတွက်အရှုံးမပေးဘဲငါတို့ရှိတဲ့နေရာအကုန်လုံးကိုရင်းပြီးစူးစမ်းကြရအောင်လို့ပြောတော့ဒါပေမဲ့ငါတို့ကအခန်းတစ်ဆယ်လေးဒုတိယနှစ်တွင်မှအားအနေဆုံးအညံ့ဆုံးယောက်ျားလေး15ယောက်ပဲဟာငါတို့အကောင်းဆုံးစူးစမ်းရင်ငါတို့မှာအမိုက်တတလောက်စွမ်းအားတွေပဲရှိတာဆိုတာကိုမင်းသိရမှလားလို့မေးတော့ရှင်ဆောင်ကအင်းငါသိပါတယ်ဒါပေမဲ့အဲ့ဒါငါထက်ကိုစိုးလို့လားလို့မင်းတဲ့အခါအကုံလုံးကမထီတဲ့ဖြစ်သွားကြပြီးမှပတ်ကျင်ဆောင်မင်းအခုတလောနည်းနည်းတောင်းလေးလာတယ်ဟုတ်တယ်အရင်တော့ကလည်းမတူတော့ဘူး ဟုတ်တယ်ငါလည်းမင်းလိုပဲတောင်းလိုက်ခြင်းနဲ့ငါရောပဲလို့ပြောကတယောက်နဲ့တယောက်ကြည့်လိုက်ပြီးပတ်ချင်စံငါတို့အခိုင်အရေးခေါင်းဆောင်လုပ်ဖို့ကန့်ကွက်မဲ့လူရှိလားမရှိဘူးလို့ပြောကြပါတယ်အဲ့တော့အကောင်လုံးတဘောတူတယ်ပေါ့ဘယ်သူမှအရှုံးမပေးတော့ဘူးပေါ့လို့ချင်းဆောင်ကအာဝန္တာနဲ့မီးတော့အကောင်လုံးကထောက်ခံကြပါတယ်ထို့နောက်ကြောက်ကြလေးချင်းချင်းကိုရောက်လာပြီးထိုင်ထလေးချင်းရေလုံနေကြရပါတယ်ဒါကိုကြည့်နေတဲ့စီနီယာတွေကအိတ်ကောင်တွေကအိတ်ကောင်ကနှစ်ဝက်သုံးဝက်ငါတို့နဲ့တိုက်ခိုက်တဲ့ကောင်မှတ်လားဟုတ်တယ်အစစ်အဖကောင်ပဲလို့ပြောနေကြလို့ဂျူရဲကကြည့်လိုက်ပြီ ဟမ်သူ့ရင်နေတာလားလို့ပြောပါတယ်ထိုချိန်ဘေးရနေဆောင်းဟုတ်ကရောက်လာပြီးတော့ညော်လေထားသလိုပဲငါကလက်အဖွဲဝင်ကကွဲပြားနေတယ်မှလားလို့ရီမော့ကပြောနေပြီးဂျူးရဲကတော့မဟုတ်ဘူးအဲ့ဒါထက်ပတ်ကျင်ဆောင်တယောက်ထဲမဟုတ်ဘူးနောက်ဆုံးကန်းကအဖွဲဝင်တွေအကုန်လုံးထူးခြားနေကြတယ်တကယ်ပဲဘာဖြစ်နေတာလဲထို့နောက်ညနေကိုရောက်လာပြီးကဲအားလုံးလေ့ကျင့်ရင်းနားမယ်လို့စီနီယာကအမိတ်ပေးလိုက်ပြီးငါတို့အစီအစဉ်ကိုရေးထားပြီးပြီဆိုတော့မင်းတို့တက်စပုတ်ကိုစစ်ဖို့မမေ့ကြနဲ့ပြီးတော့လေ့ကျင့်ရင်းစစ်သားနံပါတ်300ဟုတ်ကဲ့ဒါကုန်ပဲလားဟုတ်ကဲ့ပါကောင်းတယ် ငါနေ့လည်စာစားချိန်မှာပြောခဲ့သလိုပဲနမတ်300အပါဝင်အခန်းတစ်စေးကအဖွဲ့ဝင်တွေအကုန်အမှတ်ပူရမယ်လို့ပြောတော့အကုန်လုံးကဝမ်းသာသွားကြပါတယ်။ဟိုးငါတို့လုံနိုင်ပြီ။ထို့နောက်ညဘက်ရောက်တော့အချင်းဆောင်ကတော့ထဲမှာတယောက်ထဲစောင့်နေပြီးငါညာဆော့ရမိလို့လား။ဆိုကနိုင်ကိုကြည့်နေတော့အမောင်တွေကနေအရေးတစ်ခုကိုတွေးလိုက်ရပါတယ်။ထိုအရေးကနေမှတ်ပါတဲ့ဆန္ဒလေးနဲ့စံယုံကထွက်လာတော့မစ္စတာအပူအကြာကြီးစောက်လိုက်ရလားလို့ချွတ်သားစွာမေးရင်း ဒီပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဂျင်းဆောင်ကဆဲယွန်းကိုတော့ထဲမှာချိန်ပြီးဘာဆက်လုပ်မလဲဆိုတာကတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်။အားလုံးပဲကျေးဇူးပါ။